အဲဟိုတည်းကနေလမ်းရှောက်မယ်ဆိုတော့22မိနစ်လောက်ရှောက်ရမယ်ဆိုတော့လမ်းမရှောက်ချင်ဘူးပေါ့နော်ဆိုတော့နှမတို့ဥပန်းနေပဲသွားလိုက်ပါတယ်အဲ့တော့နှမတို့ choose လုပ်ထားတဲ့ရွေးထားတဲ့ပွဲအချိန်ကတော့9:55ဆမှာပေါ့နော်ဒါပေမဲ့သူ၄နာရီခွဲမှာဆိုရင်ဒေါ်ရီတကားရီဖွင့်ပြီဆိုတော့နှမတို့၄နာရီအဲခွဲအမိသွားတာပေါ့နော်ဆိုတော့ okay sphere ရမလို့ရှင်ပြန်တွေ့ပါမယ် see ya see ya အခု sphere ရောက်တော့ဒါဥပါးတွေ drop off လုပ်တဲ့နေရာပေါ့နော်ဆိုတော့ wow ဒီမှာ sphere ကိုမြင်နေရပြီပေါ့နော်ဒီ sphere ကိုလာကြည့်ကြတဲ့ content creator တွေကလည်းအများကြီးပဲသူတို့လည်းဒီ sphere ရှိမှ intro video လေးတွေပြောကြတာဓာတ်ပုံလေးတွေရိုက်ကြတာပေါ့နော်ဆိုတော့အချိန်ကတော့ကောင်းကောင်းလေးလောက်ပါတယ်ကျွန်တော်တို့သူတို့ခေါ်တဲ့အချိန်မှာအထဲဝင်ရတာပေါ့နော် Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ကျွန်တော်တို့အခုရောက်နေရတာတော့ Las Vegas မှာရှိတဲ့ sphere ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ အဲ sphere experience ကိုဒီမှာလာကြည့်ရဖြစ်ပါတယ်အဲ့တော့နှုတ်လက်မှတ်ကတော့ကြိုပြီးတော့2လ3လလောက်ခွဲရဝယ်ထားပါတော့เนาะဘာလို့ဆိုတော့သူက jet alike ကိုဈေးလေးတွေကွာတယ်တက်တာရဲ့ရရှိတယ်ဈေးကြီးရဲ့ရရှိရဲဆိုတော့အဲဒီနေရာမှာ sphere သွားကြည့်မယ်ဆိုလို့ရှိရင် ticket လေးတွေနှုတ်ကကြိုပြီးတော့ဝယ်ထားပေးဖို့အတွက်ပြောချင်ပါတယ်အဲ့တော့ဒီ sphere ရဲ့ထူးခြားချက်ကကြတော့နှုတ်ကသူကအแทမှာလုံးဝ LED screen ပေါ့เนาะအဲ့ဒါကလည်းဗာလဲဆိုရင်ကဘာပေါ်မှာအကြီးဆုံး LED screen ပြီးတော့ holographic နဲ့ဒီ virtual reality တွေကို အကောင်းဆုံး experience ပေးมาဖြစ်တယ်ပေါ့เนาะဆိုတော့ नू ကလည်းဘာမှတစ်ခါမှမလုပ်ဘူး first time experience ပြီးတော့ तू ကလေဗီဒီယိုထဲမှာမြင်ရလားတော့မသိဘူး तू ကဗာလဲဆိုလို့ရှင်ရအာအပြင်မှာဆိုလို့ရှင် तू ကဟိုဒီလိုပေါ့เนาะဟိုမြင်နေရတယ်အပြင်ကနေအထက်ကိုမြင်နေရတယ်ပြီးတော့ तू ကဒီအပြင်မှာလည်း LED screen နဲ့ဖြစ်တဲ့အတွက်အပြင်မှာဆိုတော့ညဘက်ဆိုလို့ရှင်လည်းမီးကလင်းနေတယ်ပေါ့เนาะပြီးသွားတဲ့ဟာကြာသူတို့အဲ့လိုမျိုး သတင်းချက်လက်လေးတွေတော့မဟုတ်လို့ရှင်ဒီလိုမျိုးဒီဇိုင်းလေးအမြင်24ရက်ခုနှစ်ရက်ပေါ့เนาะဆိုတော့누가ဟိုတယ်ပုံကနေလဲမင်းကရိုက်ပြထားတဲ့ဟာမှာရှိတယ်အဲ့တော့ဒါနေပတ်မြင်ခွင့်ဆိုအရင်တော့အယောင်မမြင်ရသေးဘူးညဘက်ဆိုတော့ तू ကအယောင်ပုံမြင်တယ်ရာဆိုတော့အဲ့ဒါပေါ့เนาะပြီးတော့ဒီဟာကြီးကို누가တို့တိဆောက်ထားတဲ့ခါမှာလဲကုန်ကြစိတ်ကအဲအမေရိကန်ဒေါ်လာတန်း 3ဘီလီယံလောက်ရှိရယ်မှန်းကြည့်ပေါ့เนาะဆိုတော့တော်တော်ကြီးရယ်အဲဒီဒီစပီးယားကအမေရိကန်မှာဆိုလို့ရှိရင် US မှာဆိုလို့ရှိရင်ဒီလတ်စပီကတ်မှာပဲရှိရယ်ပေါ့เนาะ ဆိုတော့အာဒီမှာဆိုလို့ရှိရင်လည်းဟာကဘာပေါ်မှာအကြီးဆုံးဖြစ်တယ်ပြီးတော့ဒီဟာမှာဆိုလို့ရှိရင်ဟိုတော့တခြားအခုဒါကတော့ sphere experiment ဒါကရိုးရိုး basic ပေါ့နော်အဲတချို့နာမည်ကြီးတဲ့အဲအဆိုတော်တွေဒါမှမဟုတ်ရှင်တခြားပြပွဲတွေလည်းဒီမှာလာလို့တယ်ဟိုတစ်ခေါက်တုန်းကဆိုလို့ရှိရင်ဒီထဲမှာ EDM rave လာလို့သွားတယ်ပေါ့နော်ဆိုတော့စဉ်းစားကြည့်ပေါ့နော်အထဲမှာသူကဘာလဲဆိုတော့လုံးဝ360 viewing နဲ့ပြတာအဲ့ဒါကိုလုံးဝ rave လာလို့တယ်ဆိုတော့စဉ်းစားကြည့်လိုက်တော့ပေါ့နော်လုံးဝရမိုက်နေမှာဆိုတော့အထဲမှာလည်းသူ့ရဲ့ LED ကပြောရမယ်ဆို360 360မြင်ရတယ်ဆိုတော့လုံးဝဟိုရုပ်ရှင်ယုံထက်တောင်ကြီးရဲ့360 viewing နဲ့ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲနှွားတို့ဒီဟာကိုသွားကြည့်မယ်အထက်မှာလည်းမိုက်တယ်တော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒါတော့လုံးဝ technology ဘိုင်းရောဘာရောပြောစရာမရှိဘူးအရင်မိုက်ပါတယ်အဲ့တော့နှွားတို့အထက်မှာသွားပြီးတော့ကြည့်ကြကြည့်ရမှာဆိုလို့ရှင်လေဒီပေါ် speaker ပေါင်း16000လောက်ရှိရယ်ဆိုတော့အများကြီးပဲပေါ့နော် 16K resolution screen နဲ့ဆိုတော့တော်တော်လေးမိုက်မဲ့သဘောမှရှိရယ်။ညီကတော့အရင်အောင်စိတ်လှုပ်ရှားနေပါပြီ နွားတို့၄နာရီခွဲအရောက်လာလိုက်တာမှန်သွားတယ်ပေါ့နော်ဆိုတော့ तू ကဝင်ပေါက်တွေအများကြီးရှိပေမဲ့နည်းနည်းလေးတန်းစီရတာမျိုးလေးရှိတယ်ရှိုးမစခင်မှာလဲနွားတို့ sphere ရဲ့အဆောက်အုံထဲမှာအဲစားဖို့မုံလေးတွေဝယ်တာတို့ပြီးတော့ဒီ iman sit sound system လေးကိုပြသထားတဲ့အဲ experience လေးကိုလည်းအရင်ဆုံး try လို့ရရတယ်ပေါ့နော်ဆိုတော့၄နာရီခွဲလာဖို့ကတော့နွား recommend ပေးပါတယ် ဒီနေရာအစပြီးတော့တို့ဒီ content creator တွေစကားပြောတာတော့ဓာတ်ပုံရိုက်နေရမျိုးလေးရှိတော့တို့ကပြောရဲပေါ့နော်ဒီနေရာမှာမရိုက်ပါနဲ့ရှေ့ကိုဆက်သွားပါအထက်ဝင်ပါဆိုပြီးတော့တောင်ပြောရဲပေါ့နော်ဆိုတော့ content creator တွေလည်းအများကြီးလာတာလေးကိုနှူပါသတိထားမိရဲ့ဒီမှာဆိုဒီဆက်ရုပ်ကလူတယောက်လိုပုံစံမျိုးပဲသူပြုမူနိုင်တယ်စကားတွေပြောနိုင်တယ်ပေါ့နော်ဆိုတော့ဒီမှာသူ history အကြောင်းလေးရှင်းပြတာမျိုးလေးလုပ်တယ်ဘာသာစကားလဲသူက English နဲ့ဒီမှာ Spanish နဲ့မျိုးပြောရဲပေါ့နော် in Spanish

မာဂါရီတာတော့ဘာလို့မလုပ်ရလဲ။ဟော့ဒေါက်တော့လို့ရတယ်။ဟော့ဒေါက်ပြ။ဒီဆက်ရုပ်ရဲ့နောက်မှာလည်းသူက LED နဲ့ပုံစံမျိုးစုံလေးထိုးပြနေတော့အရင်မိုက်တယ်ပေါ့နော်။ဒီဆက်ရုပ်ကဘာလဲဆိုတော့သူဘာသာစကား၄မျိုးရှိရယ်ပေါ့နော်။အိမ်မှာနူဝါတို့ဒီမှာအပေါ်မှာ spotlight လေးရှိတယ်။အဲ့ဒီမှာနူဝါတို့တန်းစီပြီးတော့သက်ဆိုင်ရာဘာသာစကားတွေကိုနားထောင်လို့ရတယ်ဆိုတဲ့ဟာကိုသူရှင်းပြနေတာပေါ့နော်။ဒီမှာထူးခြားတာကသူဘာသာစကားတွေအများကြီးပဲတောက်လျှောက်ပြောနေပေမဲ့လေနူဝါတို့ဒီအင်္ဂလိပ်စကားနဲ့ပတ်သက်တဲ့ဒီ spot spot light အောက်မှာတွားရက်တယ်ဆိုလို့ရှိရင်အင်္ဂလိပ်စကားပဲကြားရတယ်ပေါ့နော်တခြား Arabic တို့တခြားဘာသာစကားရဲ့ spot light အောက်မှာတွားရက်တယ်ဆိုရင်အဲ့ဒီဘာသာစကားနဲ့ပတ်သက်ပြီးတော့ကြားရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့တော်တော်လေးကိုမိုက်တဲ့ experience တစ်ခုပါသူကဒီ sphere ရဲ့ experience ကိုဘာသာစကား၄မျိုးနဲ့ရှင်းပြတဲ့အပြင်ဟိုတို့တချင်းလေးတွေဖွင့်ပေးပြီးတော့တီလုံးပေါ့နော်အဓိက guitar than တို့ bass တို့ violin တို့စသဖြင့်ပေါ့နော်ကိုနားထောင်ခြင်းနဲ့ spotlight အောက်ကိုမှ guitar than ကိုနားထောင်ခြင်းနဲ့ဆိုရင် guitar than ရဲ့ spotlight အ ောက်ကိုသွားအဲပြီးတော့တဖြည်းဖြည်းချင်းရွှေ့ရွှေ့ပြီးတော့သွားလို့ရတယ်ပေါ့နော်ဆိုတော့အတန်းအဲ့အလေးလေးတော်တော်မိုက်ပါတယ်ဒီမှာတော့နူရာကဟို copyright ညီမဆိုလို့အတန်လေးတော့မထုတ်ထားပြီးတော့ဘောเนาะဆိုတော့ဒါလေးကိုလည်းနူရာဒီနေရာလေးမှာရှင်းပြပြီးတော့မျှဝေပေးခြင်းပါတယ်ဒီ sphere ထဲမှာ အလုံးပေါင်းအအထက်၃ထက်ရှိရေဘောเนาะဆိုတော့သူကလက်မှတ်ရေဇုံလိုက်ပေါ်မှာမူတည်ပြီးတော့နူရာတို့ကကိုယ့်ရဲ့သက်ဆိုင်ရာအထက်ကိုသွားရတာပါ နွားတို့ဝယ်ထားတာက အပေါ်ဆုံးနားလေးကြရဲဇုံလီရကျော်ဆိုတော့နွားတို့ကတော့ဒါသုံးထက်ပေါ့နော်အပေါ်ဆုံးထက်ကိုနွားတို့ရောက်နေရဖြစ်ပါတယ်အထက်တိုင်းအထက်တိုင်းမှာတော့နွားခုနကပြောခဲ့သလိုပဲသူကခော့တေးတို့ဘီယာတို့အရက်တို့ပေါ့နော်ဒါလေးရောင်းနေပြီးတော့အမီးပေါ့နော်အဲ့လို snacks လေးလည်းရောင်းနေတာအထက်တိုင်းမှာရှိရဲအထက်တိုင်းမှာလည်းဒီ sphere နဲ့ပတ်သက်တဲ့အင်ဂျီ souvenir တွေဒါတွေကိုရောင်းတဲ့ဟာလေးတွေလည်းရှိတယ်ပေါ့နော် နွားတို့ကတော့ဒီမှာဗာလေးဝယ်ပြက်လဲဆိုတော့ဘီယာရဲ့ရေရဲ့မုံရဲ့ဝယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာနွားတို့ကလည်းသတိမထားမိဘူးတော်တော်များများ YouTuber တွေကတော့ပြောတယ်ဒီမှာဘီယာကဈေးကြီးရယ်ပေါ့နော်ဆိုတော့နွားတို့ကသတိမထားမိပဲနဲ့ဝယ်ပြီးသွားတော့မှဘီယာတပူးကို16ကျပ်ပေးရတယ်ပေါ့နော်ဆိုတော့နည်းနည်းလေးဈေးကြီးရယ်လို့တော့ထင်ရတယ်အဲထင်ရမဟုတ်ဟုတ်ကောဟုတ်တယ်ပေါ့နော်ဈေးကြီးရယ်ဒါပေမဲ့လည်းနွားကတခါတည်းကဆိုတော့ဝယ်ပြီးသားလေးဖြစ်သွားပြီဆိုတော့ဒါလေးကိုပဲ unjoin လုပ်လိုက်တယ်ပေါ့နော် ပြီးတော့ຫນူတို့နောက်တစ်ခုကတော့ chips ပေါ့နော်ဒီရဲ့အာအာလူးကြော်လေးတွေအာမျိုးလေးတွေဝယ်သွားတယ်အဲ့တော့ show မှာဆိုလို့ရှိရင်ຫນူတို့ဒါဘီယာတို့ cocktail တို့တောက်ရင်းနဲ့လည်းဒီအမီးလေးတွေစားရင်းနဲ့လည်း show ကို enjoy လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကလည်းတော်တော်လေးကိုမိုက်တဲ့ experience တစ်ခုပါ နူရာကဒီစဖီးယားမှာတခုသဘောကျတာကြတော့သူကတစ်ကက်လေးတွေကိုအဲ့လိုဇုံအလိုက်နဲ့အထက်လိုက်လေးခွဲထားတာဆိုတော့လူတွေကလေစုပြုံပြီးတော့တနေရာထဲမှာတိုးနေတာမျိုးမဖြစ်တော့အကြာကြီးတန်းစီစရာမလိုဘူးပေါ့နော်ကိုယ့်ရဲ့သက်ဆိုင်ရာလက်မှတ်ဇုံလိုက်ကိုအထက်လိုက်ကိုသွားအဲ့ဒီမှာမှ तू ကဒီဥမာနူရာတို့ဒါဆိုလို့ရှိရင်၃ထပ်မြောက်မှာဒါပေမဲ့ဇုံမှာဆိုလို့ရှိရင် तू ကဇုံအဲ၄၄နေအဲ၄၆ထိရပဲအပေါက်ကိုသွားစသဖြင့်ပေါ့နော်အဲ့လိုလေးခွဲထားပေးရဆိုတော့အရင်ကြီးဟိုတိုးချိန်နေစရာမလိုဘူးပေါ့နော် တော့နူကတော့ဒီပွဲပြီးခါနေဆိုလို့ရှင်လေအာလူတွေအရန်တိုးနေမလားမသိဘူးကြိုထွက်ရမယ်ဆိုတဲ့ဟာမျိုးတွေလည်းမရှိတော့ဘူးကိုပေါ့နဲ့ကိုဝင်းကိုပေါ့နဲ့ကိုထွက်ဆိုတော့ဒါလေးကလည်းမစိုးနူကသဘောကျတာလေးပေါ့နော်ပြီးတော့ဒီစဖီးယားကြီးကတော်တော်လေးကိုမြင့်နေတဲ့မှာပါတယ်ပေါ့နော်ဆိုတော့ဒီတစ်ထက်တစ်ထက်ကိုသွားတယ်ဓာတ်လီကလည်းအရှိကြီးပဲစီးရတယ်ပေါ့နော်ဘာလိုက်တာ19ချက်ပေးရဘာလိုက်19ချက်မူတယ်လို့19ချက် ရေဘူးရယ်ပြီးတော့ဒီမှာနော်အာလူကြော်လေးနှက်ထုတ်ပါဆိုရှိုးကတနိုင်းနဲ့45မိနစ်ကြာမှာဆိုတော့နော်ကိုလည်းတောက်ရင်စားရင်းနဲ့ရှိုးကို enjoy လုပ်မယ်ပေါ့နော်ဆိုတော့ဒါနော်တက် floor ပါအဲ့တော့၄ထပ်တောင်ရှိရတယ်တဲ့အပေါ်ထပ်ပြီးတော့တက်ရတယ်နောက်မှာအောက်ဆုံးတက်ပြီးတော့တစ်ထပ်ဒါနှစ်ထပ်အပေါ်မှာသုံးထပ်ပေါ့နော်ဆိုတော့လူရအများကြီးတက်လာမှာအများကြီးပဲပေါ့နော်အဲ့တော့နော်ကတော့ဒီထဲကိုဗာလဲဆိုတော့ဟိုနော်ကတော့ osmo ကိုယူဖဲလို့မရဘူး အပြင်မှာလောကကိုဆဲချက်ပေးပြီးတော့ထားခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့လို Osmo တို့ကတည်းကလည်းအဲ့လိုမျိုးဗီဒီယိုတွေရိုက်ဖို့အတွက်ယူလာတယ်ဆိုလို့ရှိရင်လည်းအဲ့ဒါလေးကိုဒီလိုဆိုင်စီချင်ပါတယ်အဲ့တော့မတော်ကတော့အဲ့မိုက်တယ်လို့ပြောရမှာမိုက်ဘူးလို့ပြောရမှာအဲ့တိတ်မမိုက်တိတ်တော့မမိုက်နော်အဲ့တိတ်တော့မမိုက်နည်းနည်းဘယ်လိုလဲဆိုတော့ရိုက်ဖို့ရှိအောင်ဆိုတော့တို့ကတော့ဖုန်းနဲ့ရိုက်ထားတာပေါ့နော်ဆိုတော့နည်းနည်းလေး resolution ကတော့ကျလာပြီးတော့နည်းနည်းလေး handshake လေးရောဖြစ်နေလိမ့်မယ်တို့ရဲ့ subscriber တွေတို့ရဲ့ viewer တွေတိတ်ခတ်ပြီးတော့ ြည့်ပေးပါအောင်လို့ကဒီညလေးကလည်းပြောချင်ပါတယ်အဲဆိုအားလုံးလည်း show မှာတင်ပေးကြမယ်လို့ကအထဲဝင်ဖို့ရှာလိုက်ပါအောင်မယ်ဘိုင်းမော်ရိုရှုံနဲ့လို့ရပါပြီဒီရှိမှာ screen ပါဒီမှာလို့ပုံမှန်ဒီလိုမျိုးပုံမှန်လို့မျိုးပါစီရအလုံးလေးနဲ့ပါပေါ့ဆောက်ခုံနဲ့အများကြီးပဲတော့ဒီမှာရှိတယ် ောက်ပါပြီအဲနူကထင်တော့ဒါအလေးလေးနားလောက်ကြာမယ်ထင်တယ်ဘောနော်ဆိုတော့နူကလည်းကောင်းမယ့်နေရာလေးတော့ရွေးဝယ်ထားတယ်အဲ့နူကတော့ session 4ကျော်ဆိုတော့အပေါ်ပဲရောက်တယ်ပေါ့နော်။ခုအောက်ကတော့200ကျော်တော့300ကျော်တော့100ကျော်ပေါ့နော်။ So okay ခဏနေရှုစားလို့ရှိရင်ပြေးပါမယ်။ ဒီ show လေးရဲ့နာမည်ကတော့ postcard from arts လို့ခေါ်ပါတယ်။ညီမတို့ဒီ show ကိုကြည့်နေတာပေါ့နော်။ ဆိုတော့သူ့မှာသက်ဆိုင်ရာ show လေးတွေကတော့နာမည်လေးတွေနဲ့အများကြီးပဲရှိတယ်ဒါကတော့ postcard from art ဆိုတဲ့ show လေးပါ screen ဆက်ဆက်ခြင်းမှာပဲကြည့်ရတာကလေတော်တော်လေးကိုမိုက်တယ်ပြီးတော့သူ့ရဲ့အဓိက sound system ပေါ့နော်ငူကတော်တော်သဘောကျတာအပြင်မှာဆိုရင် ပို့ပြီးတော့နားထောင်လို့ကောင်းတယ်သူတို့ဝုံဒိုင်းဆိုလို့ရှိရင်လည်းအဲ့ဒီအတန်ကြီးကဟိန်းနေရပဲပေါ့နော်ပြီးတော့ခုံနေပါတွေပါ လာလာလှုပ်တဲ့ပုံစံမျိုးဆိုတော့သူ့ရဲ့ sound system တော်တော်သဘောကျတယ် ဒီပေါ်တော့ show လေးရဲ့အပထမဆဆချင်းမှာတို့ဒီကဘာမြေကြီးနဲ့ပတ်သက်တဲ့အကြောင်းလေးတွေတို့ရှင်းပြရတယ်ပြီးတော့တက်ရှိဆိုတဲ့ဟာလေးကိုတို့ definition လေးတွေဖွင့်ပြရတယ်ပေါ့နော် I'll start at the beginning Your name is Feng Quan You come from a place called Earth ာမြေကြီးပုံကိုမြင်နေရရင်လည်းဒါကဝုန်းကနေရုတ်တရက်မြင်ရတဲ့မှာအကုန်လုံးကဝေါကနေဖြစ်သွားတယ်ပေါ့နော်ဆိုတော့ညီမတို့ဒီရဲ့အာဟာကိုမြင်လိုက်ရခြင်းမှာဘလို့ခံစားရလဲဆိုတော့ဒီတောင်တွေဒီရေခဲတောင်တွေပေါ်မှာညီမတို့ဒီရင်တစ်ခုပေါ့နော်အဲ့လိုအလုံးကြီးဖြစ်တဲ့ရင်တစ်ခုနဲ့ညီမတို့ဒီထဲမှာကြည်နေကြတဲ့သူတွေအကုန်လုံးကလိုက်ပါပြီးတော့ကြည်နေရတဲ့အပေါ်စီးကနေမြင်နေရတဲ့အဲတကယ် feeling အပြင်မှာတကယ်ပဲကိုကဒီရင်နဲ့ခီးထွက်သွားရတယ်ဆိုတော့ခံစားချက်မျိုးရပါတယ် အခုဆိုရင်ဒါအပြစ်မှာညံ့နေပေါ့နော်ဒါပေမဲ့ညံ့နေလို့မခံစားရဘဲနဲ့တကယ်နေထွက်တဲ့အချိန်မျိုးမျိုးပဲနော်တို့မြင်ရတဲ့ feeling ကအဲ့လိုမျိုးလေးဖြစ်ပါတယ်။အပြစ်မှာဆက်ပေါက်နေ ပထမဆက်ဆက်ချင်းကတော့နူရောဒီကဘာမြေပြင်ပေါ်မှာရှိတယ်ဒီရှူခင်းလေးတွေကိုနူရောတို့ဒါသွားပြီးတော့ခီးထွက်ပြီးတော့ကြည့်ရယ်ဆိုတဲ့ပုံစံပေါ့နော်ဆိုတော့ဒါနူရောရှူခင်းရှုကက်လေးတွေကိုအရင်ဆုံးဗီဒီယိုဆက်ဆက်ချင်းမှာဒါခန်းစားရပါတယ် ကသူရှင်းပြနေတဲ့ storyline ကတော့ဒါတက်ရှိတွေရဲ့ဟောင်းတို့ကတော့အာပြောချင်တာပေါ့เนาะဆိုတော့ဒါကရီအောက်ထဲမှာရှိတဲ့တက်ရှိတွေငားလေးတွေပြီးတော့ jelly fish တို့ဒါနူကတော့တကယ်အခုအပြင်မှာကြည့်နေရတဲ့ feeling ကလည်းတကယ်နူကတော့ဒီရီအောက်ထဲကိုကိုယ်တိုင်ရောက်သွားသလိုမျိုးငားလေးတွေ scuba diving လုပ်နေသလိုမျိုး feeling မျိုးကိုရရတယ်ပေါ့เนาะ ဒီဗီဒီယိုလေးကိုလိုက်ကြည့်နေကြတဲ့ဒီ viewer တွေလည်းပေါ့နော်။နှောရောဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်ကိုပြောချင်ပါတယ်။နှောရောဒီ sphere တောက်လျှောက်မှာနှောရောကြည့်ခဲ့တဲ့ experience လေးကိုဒီဗီဒီယိုထဲမှာထည့်ထားပေးမှာဖြစ်တဲ့အတွက်အဆုံးထိကြည့်ပေးကြပါဦးနော်။

evolving, adapting, inventing. ဒီ experience လေးမှာသူတို့ပေးချင်တဲ့ message ကတော့ဘလို့လူမျိုးမဆိုပေါ့နော်တက်ရှိလေးဥမာတရိษံလေးတွေပဲဖြစ်ဖြစ်ဘလို့မျိုးဘာသာရေးဘလို့မျိုးပေါ့နော်ကိုးကွယ်ကြကိုးကွယ်ကြအကုန်လုံးကတက်ရှိဖြစ်ကြရဲအကုန်လုံးကဒီကဘာမြေကြီးပေါ်မှာနေထိုင်ကြရဲဆိုရဲ message လေးကိုသူတို့ပေးထားတာလေးကတော်တော်လေးမိုက်တယ်ပေါ့နော် ။သူကလူမျိုးဘာသာမရွေးအသက်အရွယ်မရွေးပေါ့နော်။အဲ့ဒီ live လေးတွေကိုလည်းရိုက်ပြထားလေးရတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ပြီးတော့သူတို့အနောက်မှာအဲ့ storyline တွေပေးတဲ့အဲသူတို့ voice လေးကလည်းအရင် soothing ဖြစ်တယ်လို့ခံစားရရတယ်ပေါ့နော်။ အခုတော့နှွားတို့ကပူပေါင်းပေါ်ရောက်သွားပြန်ပြီဘလွန်စီးရဲ့ပေါ်ရောက်သွားပြန်ပြီပေါ့နော်ဆိုတော့အဲ့ဒီရဲ့ feeling လေးတွေကလည်းသူတို့စင်းလေးတွေတစ်ခုတစ်ခုချိန်တိုင်းချိန်တိုင်းမှာ mood လေးတွေတစ်ခုတစ်ခုကပြောင်းပြောင်းသွားပြီးတော့အကုန်လုံးကအဲစိတ်ဝင်တစားကြည့်နေကြရတယ်တော်တော်မိုက်တယ်ပေါ့နော်ဆိုတော့ဒီမှာမီရှူမီဘန်းနေမြင်ရတဲ့ခါမှာလည်းတကယ်ကိုယ့်မျက်နှာကိုလာစင်သလိုမျိုးပဲအနီးကပ်လုံးဝ 16K resolution နဲ့ကြည့်ရတယ်ပေါ့နော်ဆိုတော့နှွားတော့တော်တော်သဘောကျပါတယ် ဒါဆိုလဲတော်မိုက်တယ်ပေါ့နော်အဲ့ဒီပြကန်ထဲမှာရှိရေလူတွေကဒီဘက်ကလူတွေကိုပြန်ပြီးတော့စိုက်ချင်နေသလိုမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့ဒါအရန်မိုက်တယ်တော့ဒီမှာဆိုလို့ရှိရင်လေသူတို့လူတွေရဲ့နေသူကလှုပ်ရှားသွားလာမှုလေးကိုရိုက်ပြထားမျိုးလေးတွေလည်းသူတို့ထည့်ထားပြီးရဒါဆိုရင် time ပေါ့နော်အဲ time မှာဆိုလို့ရှိရင်ဒါလူတွေလှုပ်ရှားသွားလာနေပြီးတော့ရုန်းကန်နေကြရတယ်ပေါ့သူတို့ပြောချင်တဲ့ message တွေကတော့အဲ့လိုမျိုးပါ ဒါကတော့လူတွေအဲ့လိုမျိုးလှူရှာသွားလာနေရဲ့ကဘာမြေကြီးမှာဒီလိုမျိုးရာသီဥတုဖောက်ပြန်မှုတွေမုန်တိုင်းတွေဒါမျိုးတွေကျလာတယ်အဲကြုံတွေ့လာရတယ်ပေါ့နော်အဲ့ဒါလေးကိုတို့ဒီမှာပြထားပါတယ်လူမျိုးကဘာမြေကြီးအတွက်အကုန်လုံးဒီမှာနေထိုင်ကြတဲ့လူတွေအကုန်လုံးကကဘာမြေကြီးကိုပြန်ပြီးတော့ကျန်းမာဖို့အတွက်ကိုဘလူလေးလှုပ်ကြမလဲဆိုတာတို့တို့နောက်ပိုင်းမှာဆက်ပြထားတယ်ပေါ့နော်ဒါလေးရောနှူကမထည့်ထားပြီးတော့ပါဘူးအဲ့တော့အခုကတော့နွားတို့နှစ်ယောက်ကစပီးယားကိုကြည့်ပြီးတော့ထွက်လာပါပြီ အဲ့တော့ sphere experience လေးကတော့နှုတ်ကပထမတနိုင်နဲ့45မိနစ်ကြာမယ်ထင်လာဒါပေမဲ့45မိနစ်ပဲကြာတယ်ပေါ့နော်ဒါပေမဲ့လည်းနှုတ်ကထင်တာကတော့အာကြည့်ရတာတန်တယ်လို့ထင်တယ်အဲ့တော့နှုတ်ကတစ်ခုလေးပဲသဘောမကျတော့ဒီရဲ့ osmo အထဲကိုမရိုက်ဖွင့်မရတော့နှုတ်ကဖုန်းနဲ့ပဲရတာ resolution တော့သိမရဘူးပေါ့နော်ဆိုတော့အနောက်မှာတော့အဲ့လိုပဲအခုနည်းနည်းလေးနှုတ်ကတော့နေဝင်ပြီဆိုရဲ့ဟာကြတော့ အဲအလင်းအောင်ပို့ပြီးတော့မြင်ရမယ်ပေါ့နော်တချင်းနဲ့ဝင်တော့လေဟိုကော်ပီရိုက်ကြီးအောင်အော်ဟုတ်ကဲ့တချင်းနဲ့အောင်လည်းနေဝင်နေမလားမသိဆိုတော့အဲဒီမှာနွားတို့ကကိုပိုင်ကားနဲ့တော့လို့ရတယ်ဒီလိုဘတ်စင်နဲ့လည်းလာကြည့်ကြတယ်ကိုဘက်မှာလည်းနွားတို့ဒီအဲကြည့်မယ်ဆိုလို့ရှိရင်ဒါ Las Vegas ရဲ့ casino တွေတက်စီ right share ကိုတန်းစီနေရတယ်ဟုတ်တယ် Uber ဟောပဲ ူပါလဲအမှလားမသိဘူးပေါ့နော်ဆရာတမန်လေးကလိန်ကအရန်စီရပါတယ်အဲ့တော့နွားတို့လည်းအခုအဲနှစ်ယောက်သားကကားလည်းမယူလာဘူးပြီးတော့နှစ်ယောက်သားစီယာကြည့်ရင်းနဲ့နည်းနည်းတော့ထားကြရဲဆိုတော့ကားမမောင်းတော့ဥပါနဲ့ပြန်မယ်ပေါ့နော်ဆိုတော့နွားတို့ဒီနေ့ညမှာတော့ဘူဖေးသုံးဖို့ညစာတစ်ခုစားမယ်ပြီးတော့လို့ရှိရင်တော့စတရပ်ကိုလဲမယ်ပေါ့နော်ဆိုတော့အဲနွားတို့ဒီရဲ့ဗီဒီယိုလေးတွေကိုအာ တင်ပေးမယ်ဖုန်းလေးတော့ရိုက်ထားရပါတော့ဆိုတော့တက်နိုင်လောက်တင်ပေးမယ်အဲ့တော့အားလုံးလေး enjoy ဖြစ်ကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ် bye bye